အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့စီပြန်စစ်သားဇင်ရော်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ5ရက်စီရီတရင်ကောင်းတုံသုံးသက်ချက်များဥပါကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ပြည်ရင်းနေရာအနံအပြားမှာတော့မြို့နယ်တွေမှာပေါ့နော် Starlink မဟုတ်တဲ့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့နယ်တွေကအင်တာနက်လိုင်းတွေကတော့တော်တော်လေးကိုဆုတ်ချနေတယ်ဆိုပြီးတော့သိရပါတယ်ဒါကြောင့်ပြည်တွင်းမှာနားဆင်နေတဲ့အဖွဲ့တွေအနေနဲ့ပုံမှန်လေး ဝင်ပြီးတော့နားထောင်ပေးတာကိုပဲကျေးဇူးအများကြီးတင်ပါတယ်ထုံးစံတိုင်းပဲအခက်အခဲမရှိဘူးဆိုရင်တော့လက်မလေးတွေထောင်းပြီး comment လေးတွေရေးပေးနေလို့ပါတယ်ကြင်မီနဲ့ဘမောဆင်းမြန်နာနဲ့ပတ်သက်လို့ပြီးခဲ့တဲ့အဂုလာလောက်တုန်းကစပြီးအခြေအနေဟာရောင်းမြန်ဖြစ်လာပါတယ်အဲ့ဒီကာလတုန်းကအဖွဲ့အစည်းတစ်ခုကနိုင်ငံတကာအဖွဲ့အစည်းကဖြစ်မယ်ဖြစ်ပါတယ်မိတ်ဆွေတယောက်နဲ့စကားဆပြောဖြစ်ပါတယ် ဘမောဘလို့လဲဗျာတဲ့ရတော့မယ်မလားတဲ့ဆိုပြီးမေးလာပါတယ်အဲ့ဒီကာလမတိုင်ခင်တော့ဟာဘမောအနေထားဟာ80 90ခန့်ကိုယ့်ဘက်ကအေးတာဘူးခဲ့ပါတယ်နေ့စဉ်ဒီပါညာနုံးတက်ကြကိုနိစာဆုံးခံမှန်းပေးခဲ့ပြီး50-50ဖြစ်ပြန်ဖြစ်သွားသည့်အထိဖော်ပြသေးခဲ့ပြီမဲ့နောက်ပိုင်းထိတွေ့နေတာဖြစ်စဉ်တော့ဒါရေးပြခဲ့ပါတယ်ဘမောမျိုးဟာအမှန်တကယ်80ရာခိုင်နှုန်းလောက်အထိအကျန်းဖက်တက်ဟာလက်လွတ်ထားခဲ့ရပါတ ဆေးရည်နှစည်းပြစ်ချခံရပြီးလက်နဲ့ချရဆဲဆဲအနေထားကနေပတ်လေခံစည်စီရာချစ်လက်ပြီးမာကျော်သွားခဲ့ရပါတယ်။နောက်ခံဖြစ်ပြတခုခုရှိထားပါတယ်။ခွေးစားချိန်ကြီးပုံပေါ်နေသေးတာဖြစ်ပါတယ်။ဆေးရည်ရင်နေနဲ့အင်အားဖြင့်ရောက်လာပြီးမှတော့ဆေးရည်အနေထားပြောင်းပြန်ဖြစ်လာပါတော့တယ်။ဒါကြောင့်သာတတ်မှမူနှစ်ယောက်စလုံးကိုအေးမယူတော့ဘဲတစ်စင်းမြရာလူ စစ်တိုင်းမှုတွေရှင်းစင်နောက်ဆင့်ခန့်လိုက်ခြင်းဖြစ်ပါတယ်။ကျွန်တော်ထင်တော့အခြေအနေကတမျိုးဖြစ်နေပြီဗျာဆိုတော့သူကအပိုင်ပဲဗျာရတော့မှလေတဲ့။ဘလို့ပုံဆိုတော့နည်းနည်းတော့အားအတင်တော့ရပါတယ်။ဘလို့ဖြစ်တာလဲဒီကောင်လေးလူသစ်တွေကြီးပုံမို့လားရတော့မှပါလို့ထပ်ဆူပြန်တော့တော်တော်လေးခြုံသွားပါတယ်။ဘမောအဆိုပါကာလက လေချောင်းကနေ airdrop ချပြီးထောက်ပံ့နေရတော့တာဖြစ်တယ်လို့စစ်ရဲရင်နှစီနဲ့အင်အားကြီးရောက်လာတယ်ဆိုတာကလည်းလွန်ရောကျွန်ရောနှစီပေါင်းကြာတရားထားလိုက်နှစီပေါင်းတရားထားလိုက်တရားထံကုန်ကြာဒါတော့ဇစီကမစင်မဲပြန်ပါသွားတာလားဒါမှမဟုတ်ဗမောအဖွဲ့တွေပဲပြန်လိုက်သွားတာလားဆိုတာဒါတေချာပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့ပြက်ကြတဲ့အထက်မှာ viewer မှုအဆင့်စစ်တီတွေလည်းပါတယ်လို့ဆိုထားကြပါဗျ။ ။ဆိုတော့အဲ့ဒီရဟရဲ့နစီအင်အားလောက်နေတော့ခံစစ်ဟာချက်ချင်းမာကြောမလာသေးပါဘူး။စစ်ရင်တွေရောက်လာဒီမှာတော့ဒံပြန်တိုက်စစ်အထိကိုဖြစ်လာခဲ့ပါတယ်။စစ်ရင်ရင်နဲ့ရောက်လာတဲ့အခြေတွေ့ဟာလည်းအများဆုံးများတထောင်ထားလိုက်။ဒီနေရာမှာစောရပြောခဲ့တဲ့မိတ်ဆွေဟာအင်အားကိန်းကနန်းတွေရဲ့အခြေအနေတွေကိုမှားယွင်းစွာသိနေတာလား။နောက်ဆုံးအခြေအနေမှန်ကိုမသိရှိတာလားဆိုတဲ့အချက်ပါပဲ။ ြောရမယ်ဆိုရင်ကျွန်တော်တို့နယ်ဘက်တွေမှာဗီဒီယိုခေဥပိုင်းတော့ကြီးခဲ့တဲ့တော်လန်ရေးကားတွေတောင်းအမှတ်ရမိပါသေးတယ်။ပြင်ကြခတ်ကြတယ်ပေါ့ဗျာ။အဲ့ဒီတော့ကတနတ်တန်လေးတွေကကျွန်တော်တို့ငယ်ငယ်တုန်းကကြီးခဲ့ရတဲ့အဖြူမဲခစ်တဲ့တော့ညင်လာပါပြီ။ဘာလို့လဲဆိုတော့တနတ်ပြတဲ့အတန်လေးကိုထွညွန်ထွညွန်ဆိုတဲ့အတန်ခစ်ဖြစ်ပါတယ်။အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့မင်းသားကြီးတရားတင်ဆိုလို့အဖွဲ့တွေပေါ့နော်တော်လန်ရေးအဖွဲ့တွေကအဲ့မှာရှမ်းပေါင်းကြီးနေတဲ့ ခွေးသေးသားကလေးတွေကနေကာဝါယူပြီးဖြစ်တာဖြစ်တာဖြစ်တာကရုတ်ချင်းတွေကလည်းဆက်စစ်သားတွေတယောက်ပြီးတယောက်ဖုတ်ကလေးဖုတ်ကလေးတည်ကြတာကိုကျွန်တော်တို့လက်ခုပ်ပြီးကြတယ်ခေပေါ့ဗျာအဲ့ဒီမှာဘာဖြစ်လဲဆိုတော့တည်ပြီးသားတွေပြန်ပြန်ထထလာတာပဲဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ဘူယိုယုံနေမှာကြည့်ရဘူယိုယုံနေမှာကြည့်တဲ့ကလေးတွေကဟာအဲ့ဒါစိုးစိုးတုန်းကတည်ပြီးသားတွေဆိုပြီးတော့ပြောကြတာဟိုတောင်ရေရတာအမှတ်ရမိပါသေးတယ်ပြောရမယ်ဆိုရင်အဓိကအင်အားပေါ့ဗျာ အကြမ်းဖက်တပ်ရဲ့ထပ်ရောက်လာတဲ့အင်အားတွေထက်ကူပေါင်းတပ်တွေဘက်ကနောက်ထပ်သုံးစချမှတ်ထည့်နိုင်တော့တာလို့ကောက်ချက်ချရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လေကြောင်းရေးတာမှုနဲ့ဒရုန်းနည်းပညာအခမ်းအနားဟူကာလာကျေစစ်ပွဲတစ်ခုဖြစ်လာရင်တောက်ခံနိုင်မှုခဲရင်းနဲ့ဆိုတဲ့အချက်ကိုမျက်ဝါးထင်ထင်တွေ့လာရပါတယ်။လာမယ့်ဒီဇင်ဘာ၄ရက်နေ့ဆိုရင်ဗမာမျိုးသိန်းတိုက်ပွဲဟာတစ်နှစ်ပြည့်တော်မှာဖြစ်ပါတယ်။ ဗမာမျိုးကြီးကြောင်ရေကြောင်စိတ်တိုင်းက Facebook ဖြတ်တောက်ပြီးမှစီမံချက်ကောင်းကောင်းနဲ့တိုက်စစ်ဆင်နိုင်ခဲ့ပြီမဲ့လက်နက်ချအညံ့ခံ လာခြင်းမရှိတဲ့အခါမှာတော့တိုက်စစ်ကြာမြင့်စွာဆင်ရတာကိုလည်းတွေ့ရပါတယ်။နောက်တစ်ချက်ကတော့ဗမာဟာခံစစ်တွေဖြစ်ပြီးစုံလမ်းမရှိခဲ့ဘူးဖြစ်ပါတယ်။စုံလမ်းမရှိတဲ့အခါမှာလက်နက်ချအဆဲဆဲကနေအဖက်ကြောင့်ပြန်ပြီးခံစစ်ဆင်ခဲ့ပါတယ်လေ။ ကျွန်တော်တို့တွေဒီဗမောစီရေးချင်းဒီအပြောင်းလဲဖြစ်လို့စိတ်သက်ကြစရာမရှိပါဘူးပြေးကြထားတဲ့လူတွေအတွက်ဆက်လက်တိုက်ပွဲဝင်နေရမှာပဲဖြစ်ပါတယ်မြေပြင်တပ်ဖွဲ့တွေကလည်းဆက်လက်ပြီးတော့တိုက်ပွဲဝင်နေကြအောင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ဒီလို တိုက်ပွဲတွေကိုတော့ကျွန်တော်တို့ဘက်ကသင်ခန်းစာပေါ်ထုတ်ဖို့လိုအပ်ပါတယ်ဒီလိုတွေစိတ်ကြကြမှာဆိုလို့ဆိုတဲ့တစ်ချက်ထဲနဲ့တော့အလုံးမဖြစ်နိုင်ပါဘူး ပြည်တွင်းနဲ့ပြည်သူတွေကတော့အခြေအနေမှန်ကိုသိရှိနေကြပြီးဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ဒေတာကန်တွေဟိုတောင်ကျွန်တော်တို့ဟာသတင်းပြန်ပြီးမေးနေရတဲ့အနေအထားဖြစ်ပါတယ်။ဒါဆိုရင်ပြည်ပကနေထောက်ပံ့နေတဲ့အဓိကတော်လန်ပြည်သူတွေကိုဆိုလိုတာဖြစ်ပါမယ်။ဒါပေမဲ့ထောက်ပံ့နေတာမှန်ပါတယ်။အခြေအနေမှန်ကိုတော့သိဖို့လိုအပ်နေပါတယ်။ကျွန်တော်တို့ခံရတာရှိသလိုပြန်ချတာလည်းရှိနေမှာဖြစ်ပါတယ်။ ခဏခဏပြောခဲ့သလိုဘောတိုက်ကားတိုက်ဤမရဆိုပေမဲ့တိုက်ပေးနေတာကိုအားတက်ပေးကြရမယ်တာဝန်ကိုစီတော့ရှိကိုရှိကြပါမယ်။ဖားကနေဒီမှာတော့ပောက်ကွဲမှုတချို့အရှိနေသေးတာဖြစ်ပါတယ်။လုံခင်းပဲချမ်းမရှိကထောင်နဲ့ယူမာကြမှာဖြစ်ပြီးဇရားပြစီမှုအနှဲငယ်တော့ရှိခဲ့ပါတယ်။ခေါလာမှုနယ်မြေတွင်းကိုတော့ပူတာဝခြေချစစ်ပြူအာမှုဦးစီးတဲ့အဖွဲ့ဝင်းရောက်ရှင်းလင်းဖို့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုကညွှန်ကြားလာပါတယ်။စစ်ပြူအာမှုကလည်း သူမရှိရင်တဲ့ဘုရားဟိုဝင်ပြီးတိုက်ခိုင်းရမယ်ဆိုပြီးတခွန်းမကြံပြန်ပြောတယ်ဆိုတဲ့စကလုံးတိုက်ပွဲကြီးကြားလာရပါတယ်မောညင်းတော့ကာလူဘုရားမှာတညတာအိတ်ခဲရတယ်ဆိုတာလေးပြောပြပါဦးမယ်လုံးလေးခဲ့ပြီးတော့2014ခုနှစ်ဝင်းကျင်ဟာဖြစ်ပါလိမ့်မယ်မန်းလေးရွှေမြိုတော်ကြီးဟိုသွားရဖို့ကျွန်တော်ထပ်ပြီးတော့အကြောင်းဖန်လာပါတယ်ကျွန်တော်ကလည်းမန်းလေးသာသွားရမယ်ဆိုလို့ကတော့အချိန်မရွေးလာထားဆိုတာပါပဲ သွားရမယ်ဆိုပေမဲ့ local ယထာခေါ်မလားကုံယထာခေါ်မလားဗောနော်ကုံယထာနဲ့သွားရမယ်ဇာတာကြုံလာပါတယ်။ဘာလဲဆိုတော့ရခင် MAC မှတ်ဝမ်းတွေကိုယခု MAC မှတ်တူး machine receiver တွေနဲ့အစားထိုးစက်စင်ခဲ့ခြင်းတော့ဖြစ်ပါတယ်။ရခင်ကျွန်တော်တို့ G3 လို့ခေါ်တဲ့ BA series တွေကိုတော့2000ခုနှစ်ဝင်းကျင်မှာခြေလင်းခြေမြန်တိုက်ခိုက်ရေးတပ်မတွေကို MAC တွေနဲ့လဲလှယ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့အဆိုပါ2009နှစ်ဝင်းကျင်လေးတုန်းကစစ်ခြေခံတင်တန်းတက်ရောက်ခဲ့စင်မှာလက်တွေပြစ်ခတ်စင်နေမှာပေါ့နော်နာမည်ကျော် G3 အပြင် AMA တွေကိုပါပြစ်ခတ်ခဲ့ရတယ်လို့လက်နက်ငယ်ဘာသာရပ်တွေမှာလည်း AMA စီးတွေကိုပါစတင်နေကျင့်တင် जा ပေးနေပြီဖြစ်ပါတယ်ကျွန်တော်ကတော့အမှန်တည်းပြောရရင် BAC ကိုမကြိုက်လာပါဘူးလေးပါတယ်ကျွန်တော်ခန္ဓာကိုယ်အရွယ်အစားနဲ့ချင်းညာတော့နဲ့ BA နဲ့သာတွားရမယ်ဆိုရင်မဟန်လာပါဘူး နောက်ပြီးကြတော့ပြစ်ခတ်ရတဲ့ခြေစံပေါ့နော်အသုံးပြုတဲ့ခြေစံ9.6နဲ့မှမှခြေစံဟာအခု9.56ခြေစံနဲ့240ဆိုရင်ဝေချင်းတော်တော်ကြီးกว่าပါလေအဲ့ဒီကျွန်တော်ဆိုရင်တော့အမြဲတမ်းစဉ်းစားပါတယ်ချင်းညာတော်ကြီးနဲ့9.6နဲ့မှမှခြေစံပေါ့နော်240သာဖမ်းပြီးတော့ရမယ်ဆိုရင် အောင်မြတ်လေးမစားတာဘူးပေါ့နော်အမေစီးတွေတောင်ပြောင်းလိုက်တာကျေးဇူးတင်ပါတယ်ဆိုပြီးတောင်စိတ်ကချစ်ခဲ့မိပါသေးတယ် ပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီစစ်ဦးစီမံချက်ရ MACV မှတ်တမ်းတွေကိုတက်မလိုက်ထုတ်လာပြီးရှေ့တန်းစကားနေစီယူရအောင်ချက်ချင်းပို့ပေးပါရယ်အဲ့ဒီကာလတုန်းကလည်းကျွန်တော်တို့ကချင်ပြည်မှာတကြော့ပြန်ထိုးစစ်ဆတင်ပြင်းထန်လာတဲ့အချိန်မှာလက်နက်ငယ်စီးစီးလိုက်စပြီးတော့ထုတ်သုံးလာခြင်းဖြစ်ပါတယ်တကယ်လို့များချက်တုံးဟာဒီရွေးကောက်ပွဲပြီးတက်ချုပ်ရာလူကိုစွန့်ခဲ့မယ်ဆိုရင်ပေါ့နော်နောက်တက်ချုပ်အစ်စ်ထပ်တက်လာမယ်ဆိုရင်လာမယ့်တက်မတော်နေ့လမ်းလျှောက်ပွဲပြီးမှ MACV မတ်တရီတွေကို တက်မတွေကိုစပြီးတော့ပြောင်းလဲတက်စရင်ပေးမဲ့အစီအမံရှိနေနိုင်ပါတယ်ဆက်ရရင်ရခင်အဲ့ MACD မဝန်းတွေကတော့ရှေ့တန်းစနေပြင်ကနေကျွန်တော်တို့တနက်တွေကိုချင်းစည်းတွေစီးတယ်လို့စီးပြီးတော့အစည်းတိုက်အပုံလိုက်နောက်တန်းဌာနချုပ်ကိုပြန်ရောက်လာပါလာပြီလေအဲ့မှာတနက်တွေက10နှစ်လောက်ကြာသွားပြီဆိုတော့ချိန်ကြီးမရှိတာနဲ့မောင်းနှုံးတွေလွဲနေတာနဲ့ကိုယ်တော်ဘုံနဲ့ဘော်ဒီနံပါတ်တွေမကြိုက်တာနဲ့ရုပ်စာပြင်တော်ကြီးဖြစ်နေတာပါ အဲ့လိုလက်နဲ့စီးလိုက်အဲ့အရောင်မယ်ဆိုရင်ကျွန်တော်တို့ဆက်ဆက်ပစ္စည်းတွေဖြစ်တဲ့အကြီးအေးလွယ်ကျိုးစီဘူးအိတ်ကြောင်းတိုက်တန်းရုပ်စွာအဆုံးပြကျွန်တော်တို့အမန်ယူရယ်ဖို့တွေကဆိုအကုန်ပြန်အဲ့အရာဖြစ်ပါတယ်အကြမ်းမဲ့တရဲ့စနစ်ဟာလူတဲ့လက်နဲ့ကိုအရန်တံပိုးထားတာဖြစ်ပါတယ်တနတ်တွေကိုဘယ်လိုလုပ်ထားလဲဆိုတော့တနတ်တလက်ရဲ့ဘော်ဒီနံပါတ်ကိုရပြီဆိုတာနဲ့အဲ့တနတ်ဟာ ဒေတာရင်းကိုကနဦးထုတ်ပေးထားတယ်။ဘာတွေပြက်လို့ပြင်ရတယ်။ဘီနတောင်းပြစ်ထားတယ်ဆိုတာကအစားဗီတက်ကိုဗီတက်ကိုဗီတက်ကိုထုတ်ပေးတယ်ဆိုတဲ့ဟာလက်နဲ့ရာသီစာအုပ်ဒီမှာရေးသွင်းထားပါလား။ဂျင်းနေမှာရေးထားတယ်ကျွန်တော်တို့ခုတွေ့နေရတဲ့ဒေနာမဆိုတာအလွယ်တကူဗီတက်ဖွဲ့ဗီတက်ရင်းဗီတက်ခွဲအစသဖြင့်ခွဲလို့လွယ်ကူအောင်လုပ်ထားရတယ်ညွှန်ကြားချက်တစ်ခုမျှတာဖြစ်ပါလား။ဒါဆက်ရရင်အဲ့ဒီ MCD စီရီဟောင်းတွေကိုလက်နဲ့ဟောင်းတွေကို စတင်ကျွန်တော်တို့အစ်စ်တိုင်းပဲထုတ်ယူခဲ့တော့ကယူလာခဲ့တဲ့ gun list အတိုင်းစကုမကြံပြန်ပြီးတွားပြီးအားရမယ်ဖြီးစဉ်ဖြစ်ပါတယ်။အဲ့မှာတက်မြက်နဲ့ဆင်းဆိုင်ကဒါဗီတိုင်ရင်းနဲ့ကျွန်တော်တို့နှင်းရင်းပေါင်းပြီးတော့စော်လေးကကုံရထားမှာကျွန်တော်တို့ကုံတွဲတရွဲရပါတယ်။ကျွန်တော်ကတော့အဲ့မြကြီးနားကနေစစ်ဖက်ကုံတန်လာဝရန်ယူလာပြီးတော့ရထားစီကိုအမိပြေးရတာဖြစ်ပါတယ်။သူတို့ကုံပစ္စည်းတွေတင်ထားပြီးသားပါ။ အဲ့ဒီမှာပြန်လာတော့ကျွန်တော်တို့ဒီလက်နဲ့တိုက်တာဝန်ကဘူကြီးရေးတဲ့ကြည်လန်လေးတော့ယူသွားပါဦးနဲ့တနက်ကတော့ရထားပေါ်မှာအကုန်လုံးပဲတဲ့အကုန်လုံးတနက်တင်မှန်တယ်အကုန်လုံးပဲတဲ့စိတ်ကြယူလို့ရတယ်ဆိုပြီးပေးလိုက်ပါတယ်အဲ့ဒီမနေ့နေကင်းလောက်မှထွက်ပါတယ်မနေ့ကလည်းအဲ့ဒီကျွန်တော်တို့တန်းတဲ့အနည်းဆုံးဘူတာလေးမှာပဲခမင်းစားပြီးတော့အနည်းဆုံးဘူတာကနေစထွက်ပါတယ်အဲ့ဒီဘူတာလေးကနေဖတ်ပြီးတဲ့နောက်မှာဒဘူတာကျော်တော့ကျွန်တော်တို့စုံစင်းတာပေါ့နော်ယထာဆိုတော့ အစုံပေါ့အစံမဟုတ်အစုံစင်းလာတဲ့အချိန်မှာတပူတာကျော်တဲ့အချိန်မှာကျွန်တော်တို့မုံညင်းပူတာကိုရောက်ပါမုံညင်းရောက်တော့ညဘက်ဆက်ထွက်ရတော့မှာဟုတ်အဲ့တော့ရေခါဖြည့်ရပါပြီအောင်ရင်အောင်ပေါင်းအောင်ရင်အောင်ပေါင်းဆိုတာကတော့အရက်နဲ့အမြည်ဖြစ်ပါတယ်အဲအဲ့မှာကျွန်တော်နဲ့မျက်နှာချင်းဆိုင်တက်ကသူကတော့ခေါင်းပေါင်းပေါ့နော်ဘုံဘူးကငါညီရဲ့ဖဲထုတ်လေးသုံးထုတ်တော့ဝယ်ခဲ့တယ်ဆိုပြီးညနေဆောင်းတော့မှာကျွန်တော်ရထားရတဘောပေါ်တဘူဘူးနဲ့မုံညင်းကနေထွက်ပါတယ်ကာရူဘူတာရောက်တော့မိုးချုပ်သွားပါပြီ ယာဒီဥရုကကျွန်တော်တို့တပေါင်းလာထဲမှာပါ။ဘာလို့လဲဆိုတော့သခိုင်းတိုင်းနဲ့ကျွန်တော်တို့နော်အဲ့ဒီကာလူကနေကြော်ပြီးတော့သခိုင်းတိုင်းနဲ့ရောက်ပြီးဆိုကြရထမ်းอยู่ကျွန်တော်တို့ဘူတာစင်ဝယ်ပြီးတောက်ခဲ့ကြသလိုကျွန်တော်တို့မန်လေးတက်ခွေပေါ့နော်တက်ခွေကကျွန်တော်တို့ဘူတာကြီး80ရက်လမ်းမှာပေါ့မရှိနေအဲ့ဘူတာကြီးကိုရောက်တော့ကျွန်တော်တို့တက်မတော်တက်မတော်နေလမ်းချောက်ပွဲကာလဖြစ်ပါတယ်ဒါကြောင့်မှတ်မိနေတာပါ။အဲ့ဒီလမ်းချောက်ပွဲအခမ်းအနားမှာဆေးပြမှုလုပ်တဲ့သူဟာအမိတ်စင်မှားခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ဒါဒါလေး ဘာလို့ပြောရလဲဆိုတော့ရခိုင်တော့ပါဗောနော်တမတော်နေလမ်းလျှောက်ပွဲမှာချင်းလေးချင်းပြန်တက်မာရဲ့တက်မာမှုတွေဟာစေးပြမှုတွေလုံးလေးရှိပြီးတော့လမ်းလျှောက်ပွဲပြီးတာနဲ့မကြခင်မှာဗောနော်ဘာမှအမှားရင်မရှိခဲ့ဘူးဆိုရင်ဒါစစ်တိုင်းမှုတနေရာကိုရရှိရတာရရှိရတာဖြစ်ပါပြန်ဆက်ရရင်ကာတူဘူတာနဲ့မွန်းညင်းဘူတာဟာကျွန်တော်တို့ချင်းလမ်းတိုင်း73တိုင်းစောစောနာကွာဝေးတာဖြစ်ပါတယ် ပြီးရင်ကျွန်တော်တို့ဒီမွန်းညင်းတဲ့ကာလူကြားမှာရထားကိုလွန်ထိုးရတာလားအချိန်တင်တာလားရှော့တာလားတော့မမှတ်မိတော့နေရာတစ်ခုရှိတယ်ကျွန်တော်တဲချောင်းကြီးဖြတ်ရတာလားတော့မသိဘူးပေါ့နော်ပြီးတော့ကာလူဆိုတာလဲအိတ်ခိအိတ်ခါတော့က KIA ကချင်လွတ်မြောက်ရေးတက်မှာတော့မကြာခဏလူစစ်လာလာဆွဲတဲ့နေရာဖြစ်ပါညာ9နာရီလောက်ထိုးပြီကျွန်တော်တို့ဒီမှာအရပ်လင်းနေလဲခါရလဲကျိုးနေပြီလေဘေးနေလဲကျိုးနေပြီဖဲရရရလဲညောင်းလာပြီရာသီဥတုကလဲကျွန်တော်တို့တပေါင်းလာဆိုတော့ကုံသေးထဲမှာစဉ်းစားတာကြီးလိုက်ဗျာအဲ့ဒါနဲ့ မင်းသားရေလို့ကျွန်တော်အခြေအနေစဉ်းကြည့်လိုက်အောင်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ဂျက်တော်ထက်မှတယောက်မှမရှိတော့သလိုဆက်ကောင်းထက်မှလည်းတယောက်မှမရှိတော့ပါဘူး။အဲ့ဒါဘူတာယုံလေးလည်းဝေးကြည့်လိုက်တော့လည်းတယောက်မှမရှိတော့ပါဘူး။ဘူတာလည်းဆိုင်လေးကိုမေ့ကြည့်လိုက်တော့မှမနဲ့ကြရမှထွက်တော့မယ်ထင်တယ်တဲ့။ခတ်ဘူရောဆက်ဘူရောယုံမှန်ရောရွာထဲမှာသူတို့အိမ်ရှိရဲ့တဲ့။သွားနာနေကြပြီဆိုပြီးတော့အဲ့ဆိုင်လေးလည်းပိတ်သွားပါတယ်။ဒါမဲ့အဲ့ဆိုင်လေးကလည်းလိုလာရှိရင်တော့လာလို့ပါရောင်းပေးမယ်လို့တော့ပြောချပါသေးတယ်။ ဆိုတော့ခင်ဗျားတို့မင်းသားရေမင်းသားရေဆိုဆောက်ရဘုံမှုခေါ်တာဘုံမှုဆိုရင်ကျွန်တော်တို့မင်းသားလို့ခေါ်တာပေါ့မင်းသားရေဆိုပြီးတော့ကျွန်တော်ဇက်ဆောင်ခင်ပြောလိုက်ပါလားအဲ့မှာအေးလေးတဲ့ညဘက်ဆိုရင်တိုင်းတစ်ထဲကိုယထာပေးမွေတဲ့ကာလဆိုတော့ဒီတညတော့ဒီမှာပဲအုတ်ခဲပုံရပြီပေါ့အုတ်ခဲပုံနဲ့ဆိုတာကျွန်တော်တို့အခပအခြေပြုတာကိုသုံးတော့ညအိတာကိုဆိုလိုခြင်းဖြစ်ပါတယ်အဲအဲ့ဒီကာလတော့ကလည်းကျွန်တော်တို့ကချင်ကိုထိုးစစ်ဆင်နေတဲ့ကာလဖြစ်တော့ဒီမန်းလေးကနေစေရထားတွေစေရထားမဟုတ်ဘူးကျွန်တော်လူစည်းရထားတွေမှာလည်းအဲ့မှာစစ်တွဲစစ်တွဲဆိုပြီးတော့ တက်တယ်ကိုရထားလေးနဲ့လက်နဲ့ခဲရနေရိတ်ခါတွေပို့တဲ့ကာလဆိုတော့ပြန်ကချင်လွတ်မြောက်ရေးတက်မတော်ကလည်းရားထဲမှာမိုင်းခွဲပြီးတော့ဟန်သားမှုတွေရှိနေတဲ့အချိန်ဆိုတော့ညဘက်ရထားတွေတော်ယုံတန်ယုံမသွားကြပါဘူးအဲ့ဒါနဲ့ဒါဆိုရင်ဒီညတော့အဲ့လိုမရတော့ဘူးမင်းသားကြီးမှန်တာပေါ့ဒါကြောင့်ဖဲထုတ်လေးတွေဝယ်ခဲ့တာပေါ့ကွာလို့ဆိုလာပါတယ်ကဲဇာလန်ကတော့စပါပြီညင်ကလည်းနဲ့တော့မယ်ဘုံမှုတယောက်ဘူတယောက်ဘူတယောက်ကျွန်တော်အဲ့တော့ဘူပဲရှိသေးတယ် တက်ကြက်၄ယောက်ဖြစ်ပါတယ်လူစုစုပေါင်း6ယောက်လက်နဲ့ငယ်ကြီးကိုဆစ်လိုက်ရင်တော့1500လက်နဲ့ကတော့မျိုးစုံပဲတိုင်းနေမှာအကုန်ပြန်ဟန်ပဲလက်နဲ့ဒီလက်နဲ့မျိုးစုံ900နဲ့အထက်ငါတို့ယထာကြီးတစ်စင်းနဲ့ပေါ့ဗျာဘာမှစရေးထားနေတယ်လို့သတင်းနာအတိအကျရခဲ့မယ်ဆိုရင်တော့အမျိုးတွေလာတော့မယ်လာများလာလာခဲ့လို့ရှိလို့ဘယ်တော့မှမခုခုခံနိုင်ဘူးဆိုရင်တော့မှပဲကျွန်တော်တို့တွဲတကားကိုပိတ်ပြီးနေမယ်ဆိုရင်တော့မှပဲ အဲ့ဒီကုံတွေကို RPG 3လုံးလောက်နဲ့သာအဝေးကနေသာတဲထူးဘာမှလုံးရမလို့ကျွန်တော်ထဲထဲမှာမာကီးရတယ်ကဲအဲ့တော့ကျွန်တော်တို့ကုံတွေကိုပိတ်ကုံတွေကိုပိတ်ပြီးတော့မှတစ်ဖွဲ့စီပေါ့နော်နှစ်ယောက်တရွဲလား၃ယောက်တရွဲလားတော့မသိပါဘူးတွဲခေါင်းမိုးတွေမှာပေါ့နေရာယူတဲ့သူကနေရာယူပြီးတော့ထုံးစံတာတွဲပေါ်မှာကြံတဲ့ဂရမ်းမဲလေးလေးနဲ့မိုးလင်းခဲ့ရတာဖြစ်ပါတယ်တကယ်တမ်းမလာခဲ့ကြလို့ပါလာခဲ့ရင်ကျွန်တော်တို့ဒီ chain support လို့ပဲဟိုရထားရုပ်မောင်းပြီးပြေးလို့မရဘူး ဟိုထင်းစည်းလိုမျိုးစီးထားတဲ့တဏ္ဍကြီးကိုကျွန်တော်တို့ထမ်းပြီးလဲပြေးလို့မရပါဘူးအဲ့ဒါကြီးထမ်းမှုကတော့ကျွန်တော်တို့နေထူးနိုင်လို့ပါရင်းကြီးပဲပါလာမှာပဲထမ်းပြီးရွှေ့ရမှာဖြစ်ပါတယ်အဲ့လိုနဲ့အိညာမလာလိုက်လို့သာဘာမှမဖြစ်တာပေါ့နော်တညာလုံးအဲ့လိုမပြောပါဘူးအဲမနေ့ဒီလိုနဲ့မနေ့ဝီလီဝီလင်းမှာတော့ကျွန်တော်တို့ရဲ့ကိုယထားကြီးဟာမောဟန်နန်စီအောင်ဘူတာတွေကိုဗောဘူးဆိုပြီးတော့ဖြတ်ကျော်ပြီးတော့ကချင်ပြည်နယ်တွေကလည်းလွန်ပြီးဆိုမှတပြည့်စီချခဲ့ရခြင်းဖြစ်ပါတယ် ဒီဘက်ကဒါအခုလိုအချိန်မျိုးဆိုရင်တော့နဘာကျော်လာနဲ့မက်ဆီကိုက်ဖို့နှီးသွားပါပြီဒီလိုနဲ့ကျွန်တော်တို့ဟာမော်လူကိုရောက်တော့ဂါဘူရဲစက်ဘူကြီးရဲကျွန်တော်တို့စစ်ဘူတွေရဲရင်းနှီးလို့သွားကြပါမမရရအဲ့ဒီခင်းကြီးနေမှာပါဟုတ်တယ်နဘာဘူတာမှာထင်ပါတယ်တဘူတာမှာတဘူတာမှာဆိုကျွန်တော်တို့ကလာတဲ့ဘူတာအကုန်ကျွန်တော်တို့ယထာရက်ပေးရတယ်ရက်ပေးရတော့အဲ့မှာစာပေရေးချမ်းစရာစာအုပ်လေးတော့ဖတ်ပြခဲ့ဘူးပါတယ် ဆရာမင်းကိုနိုင်ရဲ့နောက်ကြည့်မှန်းဆိုတဲ့စာအုပ်လေးပါနိုင်ငံရေးနောက်ခံခံစားမှုဇာတ်လမ်းလေးဖြစ်ပါတယ်တော်တော်ကောင်းပါတယ်တော်တော်အဲ့ဒီကကျွန်တော်ခြိုက်သွားခဲ့ပါတယ်ဗောနော်ခြိုက်သွားခဲ့တယ်အဲ့စာအုပ်လေးထဲမှာအခုထိသတိရမိလေးတဲ့သတိရမိတဲ့စာသားလေးရတော့ဗောနော်အញ្ញံထားကြီးရတော့တဲ့ဘူတာငယ်လေးတွေကိုအရှိန်မလျှော်ပဲတရိပ်ရိပ်တရိပ်ရိပ်တရိပ်ရိပ်နဲ့ချက်တန်းလျက်ဆိုတဲ့အာကိုမျက်လုံးထဲမှာဗောနော်ကိုယ်ကလည်းယထာနဲ့တော့ရတယ်ဆိုတော့မြင်အောင်ပုံဖော်ထားတာလေးကိုအခုချိန်ထိမှတ်မိပါသေးတယ် ဒါမဲ့ကျွန်တော်တို့ရဲ့ကုံယထာကြီးကတော့ sorry ရရှိမှပြောခဲ့လို့ပဲလာပင်ညထာအကုံရပြရပါတယ်အဲ့ဒီလိုနဲ့မန္လေးရွှေကျဲရဲ့ဘုရားကိုကျွန်တော်တို့3ည8 4ရက်လောက်မှရောက်သွားပါဘုရားရှင်မန္လေးကျွန်တော်တို့မရခဲ့ဘူးတဲ့ဘုရားကိုမရှိပါဘူးအေးဆေးရေချိုးလို့ရတယ်ရောက်တာဘေဘုရားမှာရေချိုးမယ်ဘေဘုရားမှာရေချိုးမယ်ကျွန်တော်တို့ဒီလိုပဲအဲ့လိုမျိုးနဲ့သွားခဲ့တာဖြစ်ပါတယ်အဲအဲ့မှာမော်လူရောက်တော့ကျွန်တော်တို့ပြောပါအောင်မယ်မော်လူရောက်တော့ပြောအောင်မယ်အဲ့မှာမော်လူရောက်တော့ကုံတွေကလာညှိရယ်ဗျ မိတွေ့တင်နေလဲဆိုပြီးတော့ကျွန်တော်လဲတင်လို့ရမလားဗောခပ်ဖို့ဒီပါလေတော့မေးရပါခပ်ဖို့ကလဲဘူကြီးတို့လဲစားဖို့တောက်ဖို့လိုရင်တင်ပါလို့တော့ပြောတယ်သူတို့လဲတင်ပြီးသားသူတို့ကရတဲ့ရတာအတွဲကြီးအများကြီးအားရှိလိုက်ကြီးကျွန်တော်တို့ကတော့ကျွန်တော်တို့ရလာတဲ့ကုံတွဲလေးတစ်တွဲပေါ့အဲ့ကုံတွဲလေးတွေမှာတင်မယ်ဗောအားနဲ့ဘုံမူရေလို့မိတွေနဲ့တင်ရအောင်လို့လမ်းမှာစားဖို့တောက်ဖို့ရတာဗောဗျာဆိုတော့ဘုံမူကမရဘူးတဲ့ဒီနေ့တဲ့မင်းအားညီတဲ့မင်းမတင်နိုင်ဘူးတဲ့အဖမ်းခံရရင်လဲမိတွေလောက်နဲ့တော့တိတ်ခါကြတယ်ဆိုပြီးလာတာပါကြားနာဗောကြားနာဗောသူကလဲ ဘာလို့လဲဆိုတော့သူလားတယောက်လုံးနဲ့ဖဲရိုက်လာတာသူကြီးပဲရှုံးပါလေဗျအဲ့လိုနဲ့ကျွန်တော်တို့ဒီရထားတွဲကနေကျွန်တော်တို့ဒီအဲ့ဖြည်းစီတစ်တာကြီးရေပက်လက်တွဲပေါ်ရွှေ့မူကနဲ့အုပ်ကျိုးနေတဲ့တော့ပြီးရင်အဲ့ကျွန်တော်တို့ရထားတဲ့ကုံနဲ့တွဲလေးကိုတမလန်းနေဆန့်တော့အပြည့်ကျထည့်ပြီးတာနဲ့တကားကိုပိတ်လိုက်ပါလေတကားကိုပိတ်ပြီးတာနဲ့ထုံးစံတိုင်းမြေပြိုတဝက်ချိုးရေစွတ်ပြီးတော့မြေပြိုကန့်လန့်လေးနဲ့ရေးတာပေါ့စစ်တွဲဆိုပြီးရေးထားလိုက်ပါလားအဲ့မှာပြီးပြီတကယ်လားကျွန်တော်တို့အဲ့ဒါအဲ့ဒါလဲ တင်ရင်တော့တင်ခဲ့ရတာမဟုတ်ပါဘူးမတင်ရင်မရလို့ပါအဲအဲ့ဒီလိုနဲ့ကျွန်တော်တို့ဒီမန်လေးရွှေကျက်ရဘူတာမှာအလဲပိုင်းတိုင်းစစ်တာနာချုပ်ကစီစဉ်တဲ့လုပ်ငန်းရှင်တွေကလာကြိုပြီးတင်လာတဲ့တမလန်းကုံငယ်တွေနဲ့လမ်းခွဲခဲ့ရပါတော့တယ်အဲ့ဒီသင်းကြီးကြီးတွေနဲ့သင်းကြီးကြီးတွေလိုစီးထားတဲ့တနတ်ကြီးတွေနဲ့ပင်မဆက်လက်နဲ့ပစ္စည်းတက်အရင်တော့နန်းတွင်းထဲမှာအခုတောင်ကြီးမှာပေါ့နော်အဲ့မှာအတုံးကလည်းဂျာများခဲ့ရတဲ့ပုံလေးတွေတော့နောင်များမှာပေါ့ဗျာ အဲ့လိုမျိုးထူးခြားဖြစ်စဉ်တွေကြုံခဲ့ရပါတယ်။ကိုမင်းသားဖြစ်တဲ့နှစ်ကြာမှာတခြင်းစံပေါ်တဲ့သို့တလို့အဲတချို့လည်းပြောကြပါတယ်။ဘုံကြီးဝတ်တဲ့နှစ်ဝါထက်တယ်လို့ပေါ့နော်အဲ့လိုမျိုးဖြစ်တာပါ။ဒီလိုမျိုးလက်လက်စီးလိုက်အဲ့လားလို့ကျွန်တော်တို့ခစ်လွန်ရင်ဝင်ရင်ဟောင်းအနှံ့ရတယ်ဆိုတာငွေကုန်ခြေကုန်စည်ရင်းစရာအလွန်ရှုပ်ပါ။အဲ့နောက်တစ်ခုကြုံပါသေးတယ်တရဘူကြီးလုံနေတော့မှာပဲခစ်ဆက်ဆက်တိမ့်လာသည်မြဲရီ၊ရာရီ၊ညေရီအကုန်ပြန်ပြီးပြေးခဲ့ရတာဖြစ်ပါလား။ အဲ့ပေးရတော့ကတော့မှပဲဘာညွန်ကြားချက်တစ်ခုတည်းရလဲဆိုတော့ပေးရင်ကျွန်တော်မှတ်တမ်းတက်ဖို့နေနဲ့ရိုက်ကြတယ်ကျွန်တော်ခဏခဏလဲအဲ့အတိုင်ခမ်းတယ်အတိုင်ခမ်းဆိုကုတက်အကူစားပြုပြီးအတိုင်ခမ်းရတာပေါ့အဲ့တော့ဇာတ်ပုံရတဲ့အခါမှာလည်းပြုံးပြုံးရိုက်ပြုံးပြုံးရိုက်ပြုံးတော့ပြုံးတော့ဆိုတဲ့အမိတ်ကိုလည်းကြုံခဲ့ရပါသေးတယ်စေးတဲ့အခြေအနေလေးတွေကတော့စကိုင်းတိုင်းချောင်းမြို့ပေါ်မှာခြေကုပ်ယူထားတဲ့လက်နက်ကြီးစကိုင်းကနေပြီးတော့ထင်ရမြင်အပြစ်ခတ်မှုတွေပြုလုပ်နေသေးတာဖြစ်တာကိုတွေ့ရပါတယ် ကလေးကမှုနဲ့ကလေးခံရောနေမြရတော့စစ်နယ်ဝန်ထပ်ပြီးကျဲတဲ့ကျဲလာနိုင်ဖို့ပဲရှိနေပါတယ်။ချင်းပြည်နယ်အတိတ်မြို့မှာတော့အမှတ်69ချင်းလင်းတပ်မဌာနချုပ်ရဲ့နှီးပြူဟာတစ်ခုရောက်နေပြီးတိုက်ခိုက်ရေးအင်အား400ဝန်းကျင်ကရှိနေနိုင်တယ်လို့ခန့်မှန်းရပါတယ်။တိတ်တဲ့တိုင်းရင်းသားမှာတော့စစ်ကောင်စီရဲ့တပ်တွေအင်အားဖြည့်တင်းပြီးပြန်လဲထိတ်ထုတ်လာတဲ့အတွက်ဆယ်မိုင်ပတ်လဲဝန်းကျင်ကြီးရွာတွေမှာတရားမဝင်ရွေးကောက်ပွဲတွေဆီယုံရေးဆင်းတာတွေရှိလာနေပါတယ်။ မွာပြီးပဲတမ်းပါလေချင်းကာဝေးတက်တည်းရဲ့စစ်ကြောင်းတွေနေရာရှေ့ကြောင်းမှုတွေလုံနေတာတွေရှိနေတာဖြစ်တဲ့အတွက်တွန်းဆန်မြို့ကတော့မကြခင်ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်မှုနီးကပ်တဲ့နီးကပ်လာနေပြီလို့ခံမှန်းရပါတယ်ဖလားမြို့နယ်ဝေဘူးလနယ်မြေတဝိုက်မှာတော့ထိတွေ့မှုတွေစတင်ဖြစ်ပွားလာခဲ့တာကိုတွေ့ရပါတယ်မွာသောကြီးရွာကိုခြေကုပ်ယူပြီးအများထုတ်နယ်ချဲ့လာတာကိုဒေသခံတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်တာဖြစ်ဖို့များပါတယ် နောက်ကျောင်းနေနေတဲ့ကျောင်းမှာလည်းတပ်ဖက်တပ်ရဲ့စစ်ကြောင်းငယ်တွေဟာဖြန့်ခွဲအခြေပြုနေရာချထားတာကိုရှိနေပါတယ်။မကွေးတိုင်းအခုကူမြို့နယ်ကံမကနေထွက်လာတဲ့အင်အားစင်စီဆဲစစ်ကြောင်းတစ်ကြောင်းဟာဂျမန်လေးကဆလို့မြိုင်မြို့နယ်တောင်ပိုင်းတင်းမပြည်သူစစ်စခန်းမှာခြေကုပ်ယူပြီးဝင်းညင်တော်ဝိုက်ဖြန့်ခွဲအခြေပြုခဲ့တာရှိနေပါတယ်။ပေါင်းမြို့နယ်တောင်ပိုင်းကနေစိတ်ပြူမြို့နယ်စင်စာရွာဘက်ကိုအင်အားစင်စီဆဲစစ်ကြောင်းတစ်ကြောင်းထပ်ပြီးဝင်ရောက်လာတာရှိပါတယ်။ကျွန်တော်တို့ငဖဲ ။လက်ရကစစ်မျက်နှာမှာတော့မင်းညာကြီးနဲ့ဇင်မျိုးရွာကြားမှာအကျန်းဖက်တပ်ဟာကြားခံစစ်နေရရွေးချယ်လိုတဲ့အနေအထားလားရှေ့တန်းခံစစ်စခန်းတစ်ခုဖြစ်မလားနေရရွေးချယ်နေတဲ့အနေအထားမျိုးတော့တွေ့ရပါဒီနေရာတွေမှာတော့အမှန်တကယ်နဲ့ခြေလင်းတက်မှဌာနချုပ်ရဲ့စစ်ကြောင်းတွေဟာထပ်ပြီးအထိနာမှာကိုစိုးရိမ်နေကြပါဗျ။ပြီးခဲ့တဲ့ပိုင်းတွေက၄ကီကောနည်းမြမှာအမှန်200ကိုခြေမြန်တက်ရဲ့အထိနာပြီးနောက်ပိုင်းမှာတော့အမှန်200နဲ့ခြေမြန်တက်ရဲ့ ယာယီတိုင်ရမှုတောက်ကြသားလေးကိုအမြန်လမ်းမှာပွဲပေးပြီးအစီရင်လုပ်နေတာကိုတွေ့ရပါဒါအောက်ပိုင်းတက်တွေမလို့မြန်မာပြည်အလဲပိုင်းကတက်နေဆိုရင်ဘီမြို့ဘီဖရားမှာအတွေ့ရအများဆုံးဖြစ်ကြသလဲဖြစ်ကြမလဲဆိုတာကိုတော့အားလုံးသိကြပြီးလို့ယူဆရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့စိုက်ပွဲရှိမှအောင်ပွဲရှိတာပါဒါမှလည်းကျွန်တော်တင်ပြကောင်းတွေကိုတုံးသက်လို့ရမှာဖြစ်ပါတယ် ဆက်လက်ဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများအပ်တင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်။